အာဆနာကရီယယ်မက်ဒရစ်ကို3ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့်လာမယ့်ရာသီချန်ပီယံလိဂ်မှာပရီးမီးယားလိဂ်အသင်းတွေအနည်းဆုံး5သင်းပါဝင်ကစားခွင့်ရမှာဖြစ်ကြောင်းအင်္ဂလန်ထိပ်တန်းလိဂ်ကပြီးခဲ့တဲ့ဧပြီလ9ရက်ဗုဒ္ဓနေ့မှာအတည်ပြုခဲ့ပါတယ်။ပရီးမီးယားလိဂ်ထိပ်ဆုံး၄သင်းဟာဥရောပရဲ့ထိပ်တန်းကလပ်ပြိုင်ပွဲကိုအလိုအလျောက်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ဥရောပပြိုင်ပွဲသုံးခုမှာအင်္ဂလန်ကလပ်တရအောင်မြင်မှုတွေကြောင့်အင်္ဂလန်ဟာ UEFA ရဲ့အသင်းအလိုက်စွမ်းဆောင်ရေးအဆင့်သတ်မှတ်ချက်ရဲ့ထိတ်ဆုံးနှစ်နေရာမှာအ ਨੇ ဆုံးရပ်တည်နိုင်မှာဖြစ်ပါတယ်။အင်္ဂလန်ကထိတ်ဆုံးမှရှိပြီးတော့စပိန်နဲ့အီတလီကနောက်မှအဆင့်လိုက်ရှိနေပါတယ်။ဥရောပပြိုင်ပွဲအသီးသီးရဲ့ Quarter Final မှာအင်္ဂလန်အသင်း၅သန်းပါဝင်နေပါတယ်။ Arsenal နဲ့ Aston Villa က Champions League မှာ Manchester United နဲ့ Tottenham က Europa League မှာ Chelsea က Conference League မှာပါဝင်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာလာမယ့်ရာသီချန်ပီယံလိဂ်မှာ အသင်း9သင်းအထိပါဝင်နိုင်တဲ့အလားအလာ ရှိပါတယ်။လိဂ်ရဲ့ထိပ်ဆုံး9သင်းအပြင်ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ချန်ပီယံတွေကထိပ်ဆုံး9သင်းပြန်ပါမှာရက်တီကရင်လဲဝင်ခွင့်ရသွားမှာဖြစ်ပါတယ်။လီဗာပူးကပရီးမီးယားလိဂ်ကိုဆုတ်ခိုးဖို့တည်ကြတဲ့လောက်ဖြစ်ပြီးဒုတိယနေရာမှာရှိတဲ့အာဆင်နယ်ကလည်းအခြေအနေကောင်းပါတယ်။ ဒါပေမဲ့ကျန်တဲ့ Champion League နေရာတွေအတွက်ကတော့ပြိုင်ဆိုင်မှုပြင်းထန်နေပြီးတတိယနေရာမှာရှိတဲ့ Nottingham Forest နဲ့အဆင့်9မှာရှိတဲ့ Villa ကြားမှာ6မှတ်ပဲကွာဟနေပါရဲ့ရှင်။